2025မှာကောမြန်မာနိုင်ငံကြီးလွတ်လပ်မသွားဘူးလား freedom မဖြစ်သွားဘူးလားဆိုပြီးတော့မေးတယ်။အဲ့တော့ကျွန်တော်ကအရှိကိုအရှိတိုင်းအမြင်ကိုအမြင်တိုင်းပြောရမယ်ဆိုရင်ဒီ2025တဲ့ဘာလို့ဒီမြန်မာနိုင်ငံကြီးနဲ့ပတ်သက်ပြီးကတ္တမအစိုးရအကြတဲ့ကတ်တီဒီကတ်နော်ပြောရမယ်ဆိုရင်တော့ဒီဟာကဒီ ကမ္ဘာဟော်ခိန်းတွေနမိတ်တွေနဲ့ပတ်သက်ပြီးရောအရန်နမည်ကြီးပါတယ်ဆိုရင် North Starman ရဲ့ Terrorcat ထဲရနော်နမ6ခုမြောက်ကကကကြတော့ The Hamil ခေါ်တဲ့ကကြတယ်ဟုတ်ပြီဒီကမှာဖော်ပြထားတဲ့ကျွန်တော်စာလေးချို့ကိုကျွန်တော်ဖတ်ပြမယ် Two revolution made by the evil of Sikawilla Chainboard Kings and their dispensation နော်ကျွန်တော်အသက်ထက်မိုင်းလေမှာမယ် Okay ပြောလိုတဲ့အိပယ်တစ်ခုပြောရမယ်ဆိုရင်2025မှာတော်လန်ရေးပြီးအောင်မလားပြီးသေးစစ်ကောင်စီကြဆုံးဖို့ရှိလားမရှိသေးဘူးဒါကျွန်တော်အပေါ်လင်းဆုံးပြောပြတာအဲ့တော့ဘာတွေပြောင်းလဲလာဖို့ရှိလဲဒီမှာဒီကက်ရဲ့အဆိုရဘာဖြစ်လဲဆိုတော့နော် revolution ပေါ့တော်လန်ရေးတချို့လက်တော်လန်ရေးဖြစ်နေတာပဲပေါ့ဒီတဲ့ပုံကြီးတော်လန်ရေးဖြစ်စရာလိုအပ်လားပြောမှဆိုရင်တော့လိုအပ်တယ် ဒီမှာဗာပြရလဲဆိုတော့ true revolution လို့ပြရတယ်တော်လံမှုနှစ်ရက်လို့ပြရတယ်တော်လံမှုနှစ်ရက်ဆိုတာကဥမာကျွန်တော်တို့လက်ရှိအုပ်စိုးနေတယ်အုပ်ချုပ်နေတယ်เนาะဒီစစ်ကောင်စီအုပ်စုစစ်အာဏာရှင်အဖွဲ့အစည်းကို တိုက်ခိုက်နေတဲ့သူတွေရှိနေတယ်ဒါက revolution တက်တက်ဒါဒီဒီစစ်ကောင်စီဆက်ပြီးတော့အာဏာသိမ်းကြရဆက်ပြီးတော့ဒီစစ်ကောင်စီနဲ့ပတ်သက်တဲ့မကြိုက်လို့ဆိုပြီးတော့ဒါကိုတွန်းလှန်နေတဲ့သူတွေရှိတယ်ဒါတော့ပုံမှန် revolution နောက်နောက်ဆက်တည်းတရစပြီးတော့ခုချိန်ကြီးတိုင်အောင်ဆက်လက်ပြီးတိုက်နေတော့မယ်ဒါကဘယ်လိုခေါ်လဲတိုက်နေတဲ့ revolution ကိုပြောချင်တာပြောချင်တာ2025မှာဖြစ်လာမဲ့ two revolution ကဂျိန်တစ်ခါမှမတိုက်တဲ့သူတွေပေါ်လာမှာဘယ်လိုဟာမျိုးလဲဆိုတော့နှစ်ရက်ပေါ်လာမှာတရက်ကကြတော့သူတို့အချင်းချင်းနဲ့ရအောင်ဆိုသူတို့အချင်းချင်းနဲ့စစ်တက်ထဲကနေပြီးတော့တက်ထဲကနေပြီးတော့ပဲမနစ်ကတော့မှလည်းအစုလိုက်အပြုတ်လိုက်ကြီးပေါ့နော်ဒီတော်လန်ပို့ဆိုပြီးတော့မှဒီနော် ဟိုလက်နဲ့ချပြီးအလင်းဝင်သွားသူတွေအများအများရှိတယ်ဒီနှစ်ဒီကြီးကျယ်ဆုံးလက်နဲ့ချဖို့အလားလာအရန်များတယ်အချက် Now revolution ကကြတော့ဘာလဲဆိုတော့တကြိမ်တစ်ခါမှမပါဝင်မပတ်သက်ဘူးပါဘူးဆိုတော့ပြည်သူတွေနဲ့နော်လူတွေချမ်းသာတဲ့သူတွေအများအများပါလာအကြောင်းပါလာမယ်ဆိုတာနဲ့ပတ်သက်ပြီးတော့ခင်ဗျားတို့2025မှာတွေ့နေရမမြင်နေရတာပဲကျွန်တော်တို့ဗီဒူတွေပေါ်မှာရော မြန်မာနိုင်ငံမှာရှိနေကြတဲ့လူငယ်တွေပေါ်မှာရောပတ်စံရှိတဲ့အတိုင်းဝိုင်းတွေပေါ်မှာရောဆက်ဆံနေတဲ့အရာမှန်များအလုံးဒီမတရားစွာဆက်ဆံနေရတဲ့အမြောက်များများတယ်အဲ့တော့အဲ့ရဖြစ်လာမှကြီးကြီးအဲ့တော့အဲ့လိုဖြစ်လာတဲ့အတွက်ကြောင့်ဘာတွေပြောင်းလဲနိုင်အောင်လဲနောက်တစ်ချက်ပြောမယ်ကမ္ဘာဟောင်းကိန်းမှာကျွန်တော်ဟောခဲ့တယ်ကမ္ဘာဟောင်းကိန်းကိုလှိုင်းရှင်ပြီးကြည့်မယ်ဆိုရင်ကမ္ဘာတဝန်းတော့မှာလဲဟိုနေရာတစုဒီနေရာတစုစစ်ပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီးဖြစ်မယ်စစ်ဆိုတဲ့နေရာမှာတနက်နေ့ပြင်မှာစစ်မဟုတ်ဘူးဒါလည်းသိပါလိမ့်မယ် နိုင်ငံကြီးနိုင်ငံကြီးတိုက်ခိုက်တဲ့အခါမှာခုနှစ်တခုထိခိုက်ဖို့ဆိုတာစီးပွားရေးအရာတိုက်ခိုက်တယ်ကျွန်တော်တို့ပြီးတော့ပါလဲဆိုတော့ဒီလူမှုရေးနေနဲ့တိုက်ခိုက်ကြတယ်ဒီလိုတယောက်တယောက်ဖိအားတွေပေးကြတယ်ဒီလိုတိုက်ပွဲကိုခေါ်တာပေါ့တော်တော်အုံအုံအတိုင်းပြင်မှာတိုက်ပွဲမဟုတ်အဲ့လိုမျိုးဖြစ်မဲ့ဟာတွေလည်းရှိလာအောင်မရှိလာကြအောင်မရှိဘူးအဲ့တော့အဓိကတော့ပါလဲဆိုတော့အမေရိကနိုင်ငံကြီးအမေရိကန်နိုင်ငံကြီးရဲ့အားပြိုင်မှုကကမ္ဘာတစ်ခုလုံးကိုတက်ရောက်မှုရှိတယ်အခုဒေါ်လာထရန့်တက်လာတယ် တက်လာပြီတက်လာပြီခဲ့ရနေတိုင်းကို policy တစ်မျိုးမှုတစ်မျိုး operate တစ်ခုမှုတစ်ခုလုပ်နေတယ်เนาะလုပ်နေတယ်အဲ့လုပ်နေတဲ့ဟာကအချို့ time တွေအတွက်လုံးဝလုံးဝအဆင်မပြေဘူးအချို့ time တွေအတွက်တော့အဆင်ပြေပါမယ်အချို့အရာတွေအတွက်တော့အခက်အခဲတွေရှိပါမယ်အဲ့တော့သူ့တက်ချင်းကကောင်းတာလည်းရှိတယ်ဆိုးတာလည်းရှိတယ်ဆိုးတာတွေလည်းအများကြီးမြတ်မယ်ဒါပေမဲ့ပြောလို့လာကကြတော့ Durant Trump ကမြန်မာနိုင်ငံပေါ်ကြည်လာလိမ့်မယ်အဲ့ဒီကြည်လာတဲ့တက်ရောက်မှုကအရန်ပြင်းတယ်ပုံမှန်မဟုတ်ဘူး ဲ့လိုပုံမှန်မဟုတ်တဲ့ကြောင့်မလို့ဒီကတ်တခုကြာလာတယ်ကျွန်တော်မနေ့ကတော့လည်းကျွန်တော်ဒီကပ္ပဟောင်းအင်းကိုတင်ခဲ့တယ်တင်ခဲ့တဲ့အချိန်တုန်းကလည်းဒေါ်လန်ထရန့်ကအမေရိကကမြန်မာနိုင်ငံနဲ့ပတ်သက်ပြီးတော့လုံးဝလုံးဝဝင်ရောက်ပတ်သက်ဖို့ရှိနေတယ်ဘာကြောင့်ပတ်သက်ဖို့ရှိနေရလဲဆိုတော့တရုတ်ကလည်းလှိုက်ပြီးလိုချင်လို့အိန္ဒိယကလည်းလိုချင်တယ်ပြောရမယ်ဆိုရင်တော့အိန္ဒိယကတရုတ်ကအမေရိကကသုံးပြိုင်နေတယ် ဟိုဂျိုးဘိုင်နဲ့အချိန်မှာတော့လော့ဘိုကတိတ်တော့ဟိုမရှိဘူးတော့ထားပါတော့အဲ့တော့ဒရန်ထရန်ကကြတော့သူကအချိုးမြက်ကိုကြည့်ရတယ်ဖြစ်လာမဲ့ရက်ဆက်ကိုကြည့်ရတယ်အချိုးမြက်ကိုကြည့်ရတယ်ဘာအချိုးမြက်လဲဆိုတော့ကြည့်ရတယ်ပြောမှဆိုတော့သူကနိုင်ငံသမားနဲ့စီးပွားရေးသမားဆက်တာဗျာဒါကျွန်တော်ဘာမှသိတာမဟုတ်နော်ကျွန်တော်ဒီဒီကျွန်တော်ဒီနမိတ်တွေနဲ့ပတ်သက်ပြီးတော့ပဲရှင်းပြပြီးရဲနဲ့ပြောတာပဲရှိတယ်အဲ့တော့95မှာမြန်မာနိုင်ငံကအကြီးအကျယ်ပြောင်းလဲဖို့ရှိတယ် ပြောချင်တာကတော့အရင်တော့ဆိုရင်မြန်မာနိုင်ငံအင်အားကိုအခြားသောနိုင်ငံကြီးတွေကလာရောက်ဖိတိတ်တာတော့ဘာလို့သိမရှိဘူးမြန်မာနိုင်ငံဆိုရင်စီဆိုရကလည်းစောက်ကူမဆိုင်ဘူးတိုက်တဲ့သူလာပြောပြောအာဆီယံမကောက်တော့ဘာကောင်းမြတ်လာပြောပြောစောက်ကူမဆိုင်ဘူးဆိုတော့စီဆိုရကဒီနှစ်မှာစောက်ကူဆိုင်စရာတွေပေါ်လာမှာအဲ့တော့တော်လိုင်းကြီးအောင်မြင်မလားလို့မေးတော်လိုင်းကြီးဆိုတာဘာကိုအောင်မြင်တာလဲနော်တော်လိုင်းအောင်မြင်တယ်ဆိုတော့ဆရာဘယ်လောက်ထိတွေးထားလဲစရနာရှင်ကြာမှာအောင်မြင်မလားစရနာရှင်က သူ့ရဲ့ဒီပလေပေါ်မှာခြေကုပ်ပြီးထိုင်နေတော့မယ်သူ့ရဲ့လောက်ပိုင်ခွင့်တွေကပြီးပြီးပြည့်နေအပေါင်ကျင်းလာရင်လေသူ့ရဲ့အာလာကြလာတာပဲဗျာအဲ့တော့2025မှာဘာဖြစ်လာလဲဆိုတော့သူ့ရဲ့လောက်ပိုင်ခွင့်ပေါင်းရင်းကျင်းလာတာပါနော်ပလင်ဘောတော့မစင်သေးဘူးနော်ပလင်ဘောတော့မစင်သေးဘူးသူ့ရဲ့လောက်ပိုင်ခွင့်ပေါင်းရင်းကျင်းလာမယ်သူ့ရဲ့ nebel လေးတွေကျင်းလာမယ်ဒါပဲပြီးရခါကျတော့ကျွန်တော်တို့တော်လိုင်းအင်အားစုမှာရှိနေတဲ့သူတွေရဲ့အင်အားတွေတိုးလာမယ် ဲ့လိုအင်အားတွေတိုးလာတယ်မှာဖြစ်လာတယ်ဆိုတော့အတွင်းမှာဖြစ်နေတဲ့အတွင်းချင်းဖြစ်နေတဲ့လှိုက်စားမှုတွေရှိပါတယ်ဒီကာလမှာဆိုရန်ကိုမြင်နေရတယ်အဲ့ဒါနေကတော့မတက်နိုင်ဘူးတတိယအတိုင်းပဲတော်လိုင်းငွေတွေကိုဘုံတယ်လို့တော်လိုင်းငွေတွေမှာဖြစ်တယ်ငါဖြစ်တယ်ဆိုတဲ့ဟာတွေရှိတယ်အဲ့ဒါအဲ့ဒါတွေကတော့ဒီရှိရလဲရှိတယ်မရှိနေရလဲရှိတယ်ဒါကလည်းဖြစ်နေတဲ့အိုင်ကအားလုံးရဲ့ကဲကရှင်ကိုနိုင်မယ်သိမယ်ကျွန်တော်ဘာတွေပတ်သက်ပြီးမပြောချင်ဘူးအဲ့တော့ တို့တော်လိုင်းကိုနှေးစီတဲ့ယာရီအအောင်ကဒါဒီကပါဆိုအဲ့လိုမျိုးအတွင်းလိုက်စားတဲ့သူတွေရှိတယ်နော်အတွင်းလိုက်စားတဲ့ချလိုမျိုးကောင်တွေရှိတယ်ချလိုမျိုးကောင်တွေကလည်းအပြင်ကလိုက်စားမှလည်းချမှာအတွင်းကလိုက်စားလည်းချပဲအဲ့တော့နောက်နောက်ဆက်မှာတော့မြန်မာနိုင်ငံကြီးအကန့်တမှာအချိုးခွေပြောင်းလဲဖို့ရှိတယ်နော်ပြောင်းလဲဖို့ရှိပါတယ်ကောင်းသောပြောင်းလဲခြင်းတွေလည်းရှိလာသလိုဆိုးသောပြောင်းလဲခြင်းတွေလည်းရှိလာမယ်ဆိုးတယ်ဆိုတော့စားတဲ့ဆိုးနေပြီးသားပဲအဲ့တော့ဆိုးနေတဲ့အထဲမှာ ကျင်သားရောင်းနေတဲ့သူတွေအားလုံးကတော့တိုင်းမဲ့ပေါ့ဘာမှပြန်တာမရှိပေါ့ nothing special ပေါ့တို့တော့ဒီနေ့ကစိုးမယ်နော်စိုးတယ်ဆိုရင်ခင်ဗျားတို့သိပါလိမ့်မယ်တလားခု2025အောင်တလားကြော်ပြီးပါပြီခုနှစ်လပိုင်းလည်းရောက်လာပြီဗျာတလားပိုင်းတလားထဲမှာဘာတွေဖြစ်နေတာခင်ဗျားတို့သိဆုံးဘလောက်ဒီအောင်ကိုနော်ညီပါတွေအနေနဲ့ဘလောက်ဒီအောင်ရင်ခွဲပတ်လက်ဖြစ်ခဲ့ရလဲခင်ဗျားတို့သိဆုံးမယ်အဲ့တော့ရင်ခွဲပတ်လက် ဖြစ်မဲ့အတူတူခင်ဗျားတို့တာသမီတွေကိုစွန့်လွတ်မလားစွန့်ပြစ်မလားဒီစကားအလကားမဟုတ်နော်ကျွန်တော်ပြောတာစွန့်လွတ်မလားဆိုတာကတာသမီတွေကနေစွန့်လွတ်လိုက်ပြီးတော့သူ့လိုရာကြီးွားချက်တဲ့နေရာကိုသွားစေဖို့ဆိုပြီးခွင့်ပြုလိုက်တဲ့ဘောနော်ဆိုတဲ့အရာတွေပေါ့အဲ့တော့အဲ့လိုတွေရှိလာမယ်အဲ့တော့95ဒီအရာအလုံးတွေအပြောင်းလဲလုံးဝလုံးဝဖြစ်ပါမယ်နော်ဒါပေမဲ့ဟိုကောင်ကြီးနော်နော်ဟိုကောင်ကြီးပြင်ဝိုင်းပြုတ်ကြပါဦးရှိလားရှိတယ် နော်တခုတော့ရှိတယ်သူ့ရဲ့네ပဲသူ့ရဲ့လောက်ပိုင်ခွင့်သူ့ရဲ့ပိုင်ဆိုင်ခွင့်နေ네ပဲကြီးကျင်းလာမယ်အဲ့လိုကျင်းလာဖို့အတွက်လေ revolution ကြီးများလာလိမ့်မယ်အစိုးဆုံး revolution ကသူ့အတိုင်းဝိုင်းနေရပဲသူ့ပြန်ပြီးတော့တော်လန်တဲ့ကိစ္စသူ့ကိုလုံးဝလုံးဝယုံကြည်ပါတယ်ဆိုပြီးတော့တတ်မှတ်တဲ့ယုံကြည်ထားပါတယ်ဆိုတော့နော်သူတို့ရဲ့စစ်တပ်အတိုင်းဝိုင်းကသူတွေအားစခါခါတီတီမုံသွားတဲ့ကိစ္စတွေကဒီနေ့ထဲမှာအကြီးကျယ်ဖြစ်လာတာ အဲ့ရှောက်နေလို့ပုံမရဘလောက်နဲ့ပဲဖိအားပေးပေးဘလောက်ဖိအားပေးပေးဘလောက်ဖိအားပေးပေးနော်အဲ့ဒေါ်လာကြီးဖြစ်လာအဲ့တော့အဲ့လောက်ဆိုလဲကျွန်တော်တို့ဖက်ကตาနေတာပဲပေါ့အဲ့ဒါပဲရှိလာနော်အဲ့ကြောင့်မဟုတ်လို့ပေါ့ तू ကြသွားမှ तू သေးသွားမှဒေါ်လာကြီးပြီးတာမဟုတ်ဘူး तू ကြသွားမှဒေါ်လာကြီးအောင်မြင်တာမဟုတ်ဘူး level ကြီးကျင်းလာသေးရေကိုဒေါ်လာကြီးအောင်မြင်တာပါအဲ့တော့သူ့ရဲ့ level ကျင်းလာကျွန်တော်တို့ level နော်ကျယ်လာတဲ့ခါကျရင်လေဒါကြီးအောင်မြင်တဲ့လမ်းကတစ်ခုခုဖြစ်လာမယ်လို့ကျွန်တော်အနေနဲ့ ပြောချင်ပါတယ်ဒါကကျွန်တော်ပြောပေးနိုင်တဲ့အရာပါနောက်ထပ်ဘာပြောမင်းနိုင်လဲမသိသေးဘူးပြောမင်းနိုင်တဲ့ဟာတခုခုစိုက်ချက်ပေါ်လာရင်လာပြောမင်းမင်းเนาะအဲ့တော့ဒီကဲအဆိုပေါ့เนาะအားလုံးစဉ်းကြည့်ပါစေ